အသက်လေးနှစ်ရွယ်ပန်းရောင်ကောင်ဝင်လေးနဲ့ခေါင်းဆောင်လေးကိုစောင်းလာပြီးပြဿနာအပေါင်းဆုံးရှာတတ်တဲ့ချစ်စရာရုရှားကလင်းမာလေးမာရှာကိုညင်မှုကြမယ်လို့ထင်ပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာတော့သူ့ကိုအမွှေးစိန်ဆိုပြီးလူသိများကြပါတယ်။အပေါ်ယံမှာတော့ဒါဟာကလေးတွေအတွက်ချစ်စရာကာတုန်းတစ်ခုလိုပါပဲ။ခတ်ဆိုးဆိုးဘယုတ်တုတ်ကရုရှားကလင်းမာလေးရဲ့စိတ်ထားနူးညံ့တဲ့ဝဝွန်ကြီးရဲ့ပြီးတော့ရောင်စုံနဲ့နောက်ခံမြင်ကွင်းနေရီစရာဟာတာတွေအဲ့ဓာတွေနဲ့ကလေးတွေကပျော်ရွှင်ရီမောပြီးမိဘတွေပါပြုံးမိနေကြပါတယ်။ဘသူမှဘာမှတန်တရားမဖြစ်ကြပါဘူး။ ဒါပေမဲ့ဒီရုရှားကတုန်းရဲ့အပြစ်ကင်းတဲ့မျက်နှာလေးနောက်ကွယ်မှာပိုပြီးနှံနေတဲ့ရည်ရွယ်ချက်တစ်ခုရှိနေပါတယ်။အနောက်နိုင်ငံရဲ့ကျွမ်းကျင်သူတချို့တော့ကတော့မာရှားအန်တပ်ဘဲဟာဖြော်ဖြေတတ်တတ်မဟုတ်ပါဘူးလို့ဆိုနေကြပါတယ်။ဒါဟာလက်နက်တစ်ခုဖြစ်နေပါတယ်။လူတွေကိုသတိမထားမိစေတဲ့နူးညံ့တိမ်မွေးတဲ့ဝါဒဖြန့်လက်နက်တစ်ခုပါ။ဒါဟာကဘာသွင်းကခလေးတွေနဲ့မိဘတမောင်းများစွာရဲ့ရုရှားဘောအမြင်ကို တိတ်တိတ်လေးပုံဖော်ပေးနေရလို့ပြောနေပါတယ်ဒီဗီဒီယိုမှာတော့လူသိများတဲ့အမွှေးစိန်ကာတွန်းရဲ့အလွှာတွေကိုတလွှာချင်းဖယ်ထုတ်ပြီးမာရှားန်တပ်ပဲကာတွန်းကိုအနောက်နိုင်ငံကဘာကြောင့်ရုရှားရဲ့မဟာဗျူဟာမြောက်ဝါဒဖြန့်စီမံကိန်းလို့ပြောနေကြလဲဆိုတာလေ့လာကြည့်ပါမယ်အစားကနေလေ့လာကြည့်ရမယ်ဆိုရင်မာရှားန်တပ်ပဲကို2009ခုနှစ်မှာရုရှားရဲ့လူမသိသူမသိဘယ်ကပေါ်လာမှမသိတဲ့ animation studio တတိလီတခုဖြစ်တဲ့ animal code ကစတင်ထုတ်လွှင့်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဒီဟာက ကမ္ဘာအကြီးအကဲဆုံးကလေးတွေရဲ့ရှိုးတစ်ခုဖြစ်လာလိမ့်မယ်လို့ဘယ်သူကမှမထင်ထားခဲ့ပါဘူး။ဒါပေမဲ့နှစ်အနည်းငယ်အတွင်းမှာပဲဒီကာတွန်းဟာရုပ်ရည်ကြီးလူကြိုက်များလုံးလာခဲ့ပါတယ်။ YouTube မှာတင်ထားတဲ့ဇာလန်းတွဲတွေဟာ YouTube တစ်ခုလုံးနဲ့ဂီတလောကတစ်ခုလုံးက channel တွေနဲ့ရှင်နိုင်တဲ့ကြီးရှုမှုအရေးတော့ကိုရရှိခဲ့ပါတယ်။ဥပမာသပိုင်းနဲ့ဖြစ်တဲ့ Recipe for Disaster ဆိုတဲ့အပိုင်းအရဆိုရင်ကြီးရှုမှု၄ဘီလီယံခွဲကျော်အထိကိုရရှိခဲ့ပါတယ်။ဒါကိုပုံမြင်တောင်ပြောရရင်ကမ္ဘာလူကြီးတစ်ခုလုံးရဲ့တဝက်လောက်က ဒီဒီဗိုင်းလေးကိုကြည့်ခဲ့ကြရတယ်လို့ဆိုလိုနေတယ်လို့ဖြစ်နေရပါဥရောပတိုက်ရဲ့ရုပ်မြင်သံကြား channel တွေ Netflix လို့ streaming platform တွေအာဖရိကအာရှတောင်အမေရိကတို့မှာရှိတဲ့ကလေးတွေရဲ့ tablet တွေထိမာရှာန်တပ်ဘဲဟာနေရာတိုင်းမှာပြန့်နှံ့သွားခဲ့ပါတယ်ဘာသာစကား40ကျော်နဲ့ဘာသာပြန်လာပြီးတော့နိုင်ငံပေါင်း100ကျော်မှာထုတ်လွှင့်ခဲ့ပါတယ်မြန်မာနိုင်ငံမှာလည်းအမွေစိန်လို့နာမည်ပေးထားပြီးကလေးတွေရဲ့အချစ်တော်ဖြစ်လာပါတယ် Greenie ကဘာဆန်ကြီးဆန်ညွန့်ရဒါဟာကဘာပေါ်မှာလူကြိုက်အများဆုံး animation ဇာတ်လမ်းတွေတွေကတစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။ကလေးတွေကိုဖန်သားပြင်မှာတစ်ဖြက်ဖြက်နဲ့ဆွဲလန်းစီတဲ့ရည်စရာရှိုးလေးတစ်ခုဖြစ်နေပြီမဲ့တုံးသက်သူတွေနိုင်ငံရေးသမားတွေတော့ကတော့ဇာတ်လမ်းကမတန်းဆဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့ဒီအပြည့်ကင်းတဲ့ကာတွန်းလေးဟာစေစုနဲ့များစွာအတွင်းမှာရုရှားရဲ့အင်အားကြီးဆုံးယဉ်ကျေးမှုတင်မှုဖြစ်စီတစ်ခုဖြစ်လာနေလို့ပါပဲ။အဲဒီလိုတုံးသက်ချက်တွေနဲ့ပထမဆုံးတဲလွန်စားကိုဇက်ကောင်နေထဲမှာပဲတွေ့ရမှာဖြစ်ပါတယ်။မာရှာကချစ်စရာကောင်းပြီးတက်ကြွတဲ့ကလေးမတယောက်ဖြစ်ပြီးတငယ်ချင်းဝဲဝန်ကြီးနဲ့တူတောထဲမှာနေနေပါတယ်။ ဖန်တီးသူတွေဟာဝဝုံကိုဒီတိုင်းပလင်းကြီးရွေးလိုက်ကြတော့မဟုတ်ပါဘူး။ရာစုနှစ်ပေါင်းများစွာကတည်းကဝဝုံဟာရုရှားရဲ့အမျိုးသားတင်ဂီတာတစ်ခုဖြစ်နေခဲ့ပါတယ်။ရေဝုံဒီနိုင်ငံရေးကတုန်းနေနိုင်ငံသားသတင်းစာတွေမှာရုရှားကိုအမြဲလိုလိုဝဝုံအဖြစ်ပုံဖော်ပြနေကြပါတယ်။အခုအမှုစဉ်ထဲမှာလည်းဘာတွေးရလဲဆိုတော့ဝဝုံဟာကြောက်စရာတော့မကောင်းပါဘူး။သူကစိတ်ရှိပြီးနူးညံ့တဲ့အပြင်မာရှာရဲ့ဖျော်ဖျဲလုပ်ရက်တွေကိုအမြဲတမ်းတီးခတ်ပြီးခွင့်လွှတ်ပေးလေရှိပါတယ်။ပျက်စီးသွားတဲ့ပစ္စည်းတွေကိုပြန်ပြင်ပေးတာတွေဟင်းချက်ပေးတာတွေ ပြီးတော့နှစ်သိမ့်ပေးတာတွေဖြင့်အမွေစိန်လေးအပြင်းပြေအောင်ဖြောဖြေးပေးနေတဲ့တာကြောင့်ဝက်ဝံဟာချစ်စရာကောင်းနေပါတယ်။ဒီဝက်ဝံဟာရုရှားကိုကိုစားပြုတယ်ဆိုရင်ဒါဟာတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူး။ဒါဟာရုရှားရဲ့ပုံရိပ်ကိုဂယုတစိုက်ပြန်လည်ပုံဖော်ထားတဲ့မဟာဗျူဟာကျစီမံကိန်းလှုပ်ဆောင်မှုတစ်ခုပါပဲ။အခုအမွေစိန်လို့ခေါ်တဲ့မာရှာလေးကိုကြည့်ကြည့်မယ်ဆိုရင်သူကအကောင့်တိတိလေးနဲ့ဖယိုဖျဲထိမ့်မနိုင်သိမ့်မရတဲ့ကလေးမလေးတယောက်ပါ။ပြဿနာတွေမိထုံးရှာတတ်ပြီးပစ္စည်းတွေလည်းဖျက်ဆီးလေးရှိပါတယ်။ ဒုက္ခတွေပေါက်ကြရတွေလည်းလှုပ်လှုပ်လာတတ်ပါသေးတယ်။ဝုံဝုံကတော့စက်ကပ်ဖြောပြီးသမဟောင်းပြောက်ဖြစ်ပြီးမာရှာကိုဒုက္ခတွေမရအောင်ကာကွယ်ပေးဖို့ကြိုးစားပေးနေပါတယ်။ဒီ show ကသတိဆန်တဲ့လူတွေနဲ့တွေ့ဆုံမှုကိုပြသထားပါတယ်။ဒါကိုကြည့်ပြီးအနောက်နိုင်ငံတွေကဘလို့မျက်စိနှောက်နေလဲဆိုတာကိုစဉ်းစားမိကြပါလိမ့်မယ်။အပေါ်ရန်တော့ဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့နက်နက်ဆိုင်ဆိုင်ကြည့်ရင်ဒီ show ကတိမ်မွေးတဲ့ message တွေပို့နေတာကိုသတိထားမိကြပါလိမ့်မယ်။ဥပမာ ဝဝုံကရုရှားကိုကိုစားပြုပြီးမာရှာကကမ္ဘာရဲ့ကျန်တဲ့နိုင်ငံတွေဒါမှမဟုတ် ယူကရိန်း၊ဘူလ်ဂေးရီးယား၊ဘယ်လာရုစ်စတဲ့ Slavic နိုင်ငံတွေကိုကိုစားပြုတယ်လို့ယူဆလို့ရပါတယ်။မာရှာကအမြဲတမ်းဝဝုံရဲ့အလုပ်ထဲကိုဝင်ပါပြီးရှုပ်ရှက်ခတ်မှုတွေပြဿနာတွေကိုဖြစ်စေပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာရည်စရာတွေစိတ်လှုပ်ရှားမှုတွေလည်းယူဆောင်လာပေးပါတယ်။ဝဝုံကမာရှာရဲ့လုပ်ရက်တွေကိုစိတ်အနှောက်အယှက်ဖြစ်ပေမဲ့အမြဲအနွန်တာခံတီးခံပြီးအကာအကွယ်ပေးလို့ရှိပါတယ်။အမြဲတမ်း ဖခင်တယောက်လိုအကိုကြီးယောက်လိုစိတ်ထားနဲ့ဖြည့်ရှင်းပေးလေးရှိပါတယ်။ဒါကရုရှားဟာသူ့ရဲ့ညီကိုနိုင်ငံတွေကိုခေါင်းဆောင်စိတ်ဓာတ်နဲ့စောင့်ရှောက်ပေးနေတဲ့အင်အားတစ်ခုကိုပြသနေပြီးတော့သူ့ရဲ့ညီကိုနိုင်ငံတွေကတော့ရုရှားဝန်ရောင်ဆွတ်ဖက်ပြီးဖြည့်ရှင်းပေးဖို့လိုအပ်တဲ့ပြဿနာတွေကိုတစ်ခုပြီးတစ်ခုဖန်တီးနေတယ်လို့တွေ့ဝိုက်ပြသထားတာပါ။ပန်ဒါနဲ့ဝက်ဝုံကိုကြည့်မယ်ဆိုရင်လည်းအဲ့ဒီထဲမှာပန်ဒါကဝက်ဝုံရဲ့ဝမ်းကွဲအမျိုးဖြစ်နေပြီးကြီးမားတဲ့ရုရှားဝက်ဝုံထက်အများကြီးတင်းငယ်တဲ့ဇာတ်ကောင်ဖြစ်ဖော်ပြထားပါတယ်။ ပန်ဒါကဝဝဝရဲ့အကြံဉာဏ်တွေကိုလိုက်နာပြီးသူ့ရဲ့အကာအကွယ်အောက်မှာရှိနေပါတယ်။ဒါကရုရှားရဲ့စီးပွားရေးနဲ့နိုင်ငံရေးအပြန်အလှန်ရှိနေတဲ့တရုတ်နဲ့အရှိတောင်အာရှနိုင်ငံတွေကိုတွေ့ဝိုက်ပြသထားတဲ့တိမ်မွေးတဲ့ပင်စားမှုတစ်ခုဖြစ်ပါတယ်။ရုရှားကတရုတ်ကိုကွန်မြူနစ်ဝါဒယူဆောင်လာပေးခဲ့တယ်ဆိုတဲ့သမိုင်းကိုလည်းမေးထားလို့တော့မရပါဘူး။အပိုင်းတစ်ပိုင်းမှာဆိုရင်မာရှာကဝဝဝရဲ့တငယ်ချင်းပန်ဒါနဲ့အတူတရုတ်နိုင်ငံကိုသွားကြပါတယ်။အဲ့ဒီအပိုင်းမှာတော့တရုတ်ရင်ချင်းမှုအကြောင်းတွေဖြစ်တဲ့ ကွန်ဖူးတို့အဆိုက်ကုရုံးတို့နဂါးတွေနဲ့ပြည့်နှက်နေပါတယ်။တရုတ်ဘာသာစကားနဲ့လေယူလေသိန်းကိုလည်းပြောင်းအောင်ထားပါသေးတယ်။ပြီးတော့ဝင်းဘလီတွေကိုကြတော့လူလဲကြပြီးကောက်ကျစ်တဲ့ဇက်ကောင်တွေဖြစ်ပြသထားပါတယ်။သူတို့ကမာရှာနဲ့သူ့တငယ်ချင်းတွေစီကနေတခုခုခိုးဖို့အမြဲတမ်းစူးစမ်းနေပြီမဲ့မာရှာနဲ့ဝက်ဝံကအမြဲအနာယူလေးရှိပါတယ်။ဝင်းဘလီတွေကရုရှားရဲ့ရန်သူတွေလို့ကိုစားပြုလို့ရပါတယ်။စိတ်ဝင်စားကြကဝင်းဘလီတွေရှုံးသွားတဲ့အခါတိုင်းမာရှာနဲ့ဝက်ဝံကကျင်နာပြီးတော့ သူတို့အတွက်စားစရာတစ်ခုခုပေးလေရှိတာကိုသတိထားမိကြပါပါနောက်တစ်ခုကတော့တချင်းနေနဲ့တမိုင်းရောက်နေပါတပိုင်းမှာတော့မာရှာနဲ့ဝက်ဝန်ကြီးကတချင်းနေနားထောင်နေပြီမဲ့အဲ့ဒီထဲကတချင်းတချို့ကလီနီနဲ့စတာလင်ခက်ကစစ်ချီသေးတွေဇာတိမှန်တချင်းနေပါဒီဟာလေးကိုနမူနာနားထောင်ကြည့်လို့ရပါတယ် Granice, voglio tutto cura, la granice. La granice, voglio cura. ဘာတွင်းကခလီတွေအတွက်ရုရှားယဉ်ကျေးမှုနဲ့ပထမဆုံးထိတွေ့မှုဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒါဟာတမိုင်းစာအုပ်တွေနိုင်ငံရေးမိန့်ခွန်းမျိုးတွေကနေလာတာတော့မဟုတ်ပါဘူး။ရည်စရာပျော်ရွှင်မှုတွေလည်းကနေရောပြီးရောက်လာတာဖြစ်ပါတယ်။ပြောရရင် နိုင်ငံသားရဲ့ဝါဒဖြန့်ချီရေးစီမံကိန်းတွေဟာမဟာဗျူဟာကြကြဖြစ်လာပါပြီ။အရင်တုန်းကဝါဒဖြန့်ချီရေးဆိုတာအတုံးလိုက်အတက်လိုက်ဒိုင်းရိုက်ဒေထိုးကြီးနဲ့ပြတ်သားလာပါတယ်။ပိုစတာတွေစစ်စစ်တိုက်ပွဲတွေ ရေဒီယိုကအော်ဟစ်ဟောပြောနေတဲ့မိန့်ခွန်းတွေဖြစ်ပြီးတော့ဒါပေမဲ့27ရာစုမှာတော့ ဝါဒဖြန့်ချီဟာပြောင်းလဲလာခဲ့ပါတယ်အတင်းကျပ် message တွေကိုခေါင်းနဲ့ထည့်ဖို့မဟုတ်တော့ပါဘူးအဲ့ဒီအစားကျွန်တော်တို့တတိမထားမိလောက်အောင်ချောချောငွေ့ငွေ့နဲ့ထည့်သွင်းလိုက်တာပါဒါကို soft power လို့ခေါ်ပါတယ်မာရှာန်တန်ဘဲအငွေစိန်ဟာဒီ soft power ရဲ့အကောင်းဆုံးတာတကားတစ်ခုလို့ပြလို့ရပါတယ်ဒီ show ကကလေးတွေကိုရုရှားကိုသဘောကျဖို့တိုက်ရိုက်ကြီးပြောမနေပါဘူးနိုင်ငံရေးအကြောင်းဟောပြောတာလည်းတခုမှမပါပါဘူးဒါပေမဲ့ကလေးတွေကိုရီမောစေပြီးပြုံးပြော်စေပါတယ် လွေထွေးဖော်ယူတဲ့ရုရှားရဲ့ပုံရိပ်တစ်ခုနဲ့စိတ်ခံစားမှုရချိတ်ဆက်မိစေပါတယ်။အနောက်နိုင်ငံကတုံ့တက်သူတွေကအဲ့ဒီအချက်ကိုတောက်လျှောက်တည်ပြနေခဲ့ကြပါတယ်။2018ခုနှစ်မှာ British ပါလီမန်ရဲ့အစည်းအဝေးခန်းစာတစ်ခုမှာဒီရှိုးကို Kremlin နန်းတော်ရဲ့ဝါဒဖြန့်ချီရေးစီမံကိန်းအဖြစ်တရားဝင်ကြီးညာသင့်မသင့်ဆွေးနွေးခဲ့ကြပါတယ်။ Lithuania နိုင်ငံကမီဒီယာတွေကတော့ဒါကိုခလီးတွေအတွက်စိတ်ပိုင်းဆိုင်ရာစစ်စင်ရေးလို့တောင်ခေါ်ခဲ့ကြပါတယ်။အမွေစိန်ပေါ်လာတဲ့တိုင်ပင်အထင်ကိုပြန်စင်းစားကြည့်မယ်ဆိုရင် ရုရှားကနိုင်ငံတကာဝေဖန်မှုတွေရင်ဆိုင်နေရချိန်မှာရုတ်တရက်ပေါ်ပေါက်လာခဲ့တာပါ၂014ခုနှစ်နောက်ပိုင်းခရိုင်းမီးယားကိုသိမ်းပိုက်နေတဲ့ချိန်နေတိုးနဲ့တင်းမာမှုတွေပိုဆိုးလာချိန်မှာတရင်းတွေကရန်ဆွေနဲ့ငုံငုံရုရှားကိုအန္တရာယ်ရှိတဲ့နိုင်ငံဖြစ်ပုံဖော်နေခဲ့ကြပါတယ်ဒါပေမဲ့ဟိုဘက်ရက်ကွက် YouTube မှာတော့အဲ့ဒီရုရှားကိုချစ်စရာရည်စရာအန္တရာယ်မရှိတဲ့နိုင်ငံဖြစ်ပြသနေပါပြီဘာကြောင့်လဲဆိုတော့ကာတုံးတွေဟာအကောင်းဆုံးတည်င်းစကားပို့တဲ့နီလန်ဖြစ်နေလို့ပါပဲကလေးတွေဟာကဘာပေါ်မှာ အလွယ်တကူလွှမ်းမိုးခံရတဲ့ပြိတ္တတွေဖြစ်ပါတယ်။သူတို့ငယ်စဉ်ကလေးဘဝမှာကြီးခဲ့တဲ့အရာတွေဟာတသက်လုံးသူတို့နဲ့တူရှိနေပါတယ်။သူတို့မြင်တဲ့အရာတွေကိုမေးခွန်းမထုတ်တတ်ကြပါဘူး။ဖုံးကွယ်ထားတဲ့အတိတ်တွေကိုလည်းခွဲခြမ်းစိတ်ဖြာမနေပါဘူး။ရိုးရိုးရှင်းရှင်းလက်ခံယူလိုက်ုံပဲတတ်ကြပါတယ်။ပြီးတော့ကလေးတွေဟာကာတွန်းတစ်ခုကိုချိတ်မြက်နိုးလာတဲ့အခါမိဘတွေကလည်းအဲ့ဒီနောက်ကိုလိုက်လာကြပါတယ်။အယုတ်တွေဝယ်ပေးကြပြီးဇလန်းတွဲတွေအတူတီးကြပါတယ်။အကြောင်းအရာတွေကိုလည်းမျှဝေကြတဲ့အတွက် အဲ့ဒီအကြောင်းအရာတွေကခလေးတွေရက်ွက်ကနေခနာလေးနဲ့အစမတန်ပြန့်နှံ့လာစေပါတယ်။နိုင်ငံရေးမိန့်ခွန်းနဲ့မတူဘဲခလေးတွေဟာဘာတစ်ခုမှအတားဆီးနဲ့ရင်ဆိုင်ရတာမဟုတ်ပါဘူး။ဘသူမှခလေးတွေကိုအငင်းကုန်မလုပ်ရသလိုဘယ်ကလေးကမှလည်းဆန္ဒမပြကြပါဘူး။အဲ့ဒီအစားလူတွေကသူတို့ရဲ့အိမ်ကြီးတွေကိုကိုယ်တိုင်ကိုယ်ကျအဲ့ဒီရင်ချင်းမှုအတွေးခေါ်တွေကိုဖိတ်ခေါ်ခဲ့ကြတာပါ။တကယ်တော့ရုရှားတနိုင်ငံနဲ့အခုလိုဝါဒဖြန့်နေတာတော့မဟုတ်ပါဘူး။အမေရိကန်တွေကလည်း Walt Disney နဲ့ဒီလိုဝါဒဖြန့်ခဲ့ရသလို ဂျပန်တွေကလည်းအန်နီမီတွေနဲ့အမေရိကန်ရဲ့နျူကလ িয়ার တိုက်ခိုက်မှုကိုမျိုးဆက်တစ်တွေမမိသွားအောင်တိမ်မွေးစွာလုပ်နေကြတော့မှာပဲအခုမှရုရှားကမာရှာအန်တပ်ပဲအမွေစင်နဲ့ဒီလိုလုပ်နေရလို့ပြောလို့ရပါတယ်ဒီနေ့ခေတ်ကလေးတွေအရင်ရောက်လာတဲ့အခါသူတို့ရဲ့ရုရှားအကြောင်းပထမဆုံးအမှတ်တရတွေဟာစစ်ပွဲတွေပိတ်ဆို့အရေးယူမှုတည်တင်းတွေမဟုတ်တော့ပါဘူးရီစီယာရုရှားကလေးမလေးတယောက်နဲ့သူ့ရဲ့ယင်းဤဖော်ယူတဲ့ဝဝွန်ကြီးအကြောင်းပဲဖြစ်လာနိုင်ပါတယ်ဒါဟာ soft power ရဲ့အထူးရောက်ဆုံးပုံစံဖြစ်ပါတယ် ရာလဒ်တွေကိုရှင်ကြီးမယ်ဆိုရင်လည်းဒီနေ့အချိန်မှာ မာရှာအန်တပ်ရဲ့အမွေစိန်ဟာ platform အသီးသီးမှာစုစုပေါင်းကြီးစုမှုဘီလီယံ130ကျော်ရရှိထားပြီးဖြစ်ပါတယ်။စံချိန်တွေလည်းချိုးခဲ့ပြီးစုတွေလည်းရခဲ့ပြီးကဘာပေါ်မှာကလေးတွေအတွက်အအောင်မြင်ဆုံးရှိုးတစ်ခုဖြစ်လာခဲ့ပါတယ်။ရုရှားဆိုရအတွက်ကတော့ဒါဟာဖျော်ဖြေရေးတစ်ခုတည်းမဟုတ်တော့ပါဘူး။ဒါဟာယဉ်ကျေးမှုတန်တမာတယောက်လိုဖြစ်နေပါပြီ။မဲမောင်တဲ့သတင်းကောင်းစီးတွေကိုအစားထိုးဖို့တန်တမာဖြစ်ဆေလွတ်လိုက်တဲ့ပြုံးနေတဲ့ရုရှားကလေးမလေးဖြစ်ပါတယ်။သူတို့စိတ်ထဲမှာရုရှားဟာ မြေပေါ်ပေါ်ကနေဝေးလံပြီးအေးခဲတဲ့နေရာတစ်ခုမဟုတ်တော့ပါဘူး။ဒါဟာပျော်စရာချစ်စရာကောင်းတဲ့ကာတွန်းရဲ့အိမ်လေးဖြစ်လာပါပြီ။ဒီလိုနဲ့အတွေးခေါ်တွေကိုပြောင်းလဲလာလိုက်တာဟာတရက်ထဲနဲ့တလားထဲနဲ့တော့မဟုတ်ပါဘူး။ဖြည်းဖြည်းချင်းတိတ်တိတ်လေးနှစ်တည်နေမှပြောင်းလဲသွားလိုက်တာဟာလူတွေသတိထားမိတဲ့အခါကျတော့ရင်ချင်းမှုလွှမ်းမိုးမှုရဲ့မျိုးစေ့တွေကအရင်ကတည်းကစိုက်ပျိုးပြီးသွားပါပြီ။ဒါဆိုရင်မာရှန်တဲ့ပဲအမွေစင်ဟာတကယ်ပဲဝါရဖြန့်ကရိယာတစ်ခုလားဆိုရင်အထောက်ထားတွေကိုပြန်သုံးသပ်ကြည့်ရတဲ့လောက်တော့ဟုတ်တယ်လို့ညွှန်ပြနေပါတယ်။ ဒါဟာကာတွန်းတစ်ခုလိုပဲထင်ရပေမဲ့သူ့ရဲ့တက်ရောက်မှုကကျော်ဖြေးတစ်ခုထက်အများကြီးကျော်လွန်နေပါတယ်။ရုရှားကိုချိန်ချောင်းမှုတစ်ခုဖြစ်မဟုတ်ပဲတငယ်ချင်းတယောက်လိုတင်ဆက်ပေးနေပါတယ်။ဘယ်ပင်ကုန်းမှဘယ်သတင်းစာမှလုံနိုင်မှာမဟုတ်တဲ့ပုံစံနဲ့ယဉ်ကျေးမှုကိုတင်ပို့ပေးနေတာဖြစ်ပါတယ်။ပြီးတော့ဒီပုံလေးကိုကဘာတွန်းကခလီးရဲ့စိတ်ထဲမှာနက်နက်ချိုင်ချိုင်ဆွေးမြေးနေစေပါတယ်။ဝါရဖြန့်ချီရေးဆိုတာအမြဲတမ်းအလံနေကြွေးကြော်တာနေနဲ့ချီတက်လာတာတော့မဟုတ်ပါဘူး။ တခါလီကြရင်တော့အယောင်ဆုံးနေဂီတာတရှင်နေဘယ်တော့မှအငြိမ်မနေတဲ့ကောင်မလေးတယောက်နဲ့တူ YouTube တဲကိုရောက်ချင်ရောက်လာတတ်ပါတယ်။ဒါကြောင့် Marshall အသက်ပဲအမွေစင်ဟာဖြောပြေုံနေမဟုတ်ပါဘူး။ဒါဟာ27ရာစုမှာရုရှားရဲ့အထီးရောက်ဆုံးမဟာဗျူဟာအကြဆုံးဝါဒဖြန့်ချီရေးတစ်ခုဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Bellu TV ကို Like and Subscribe လုပ်ထားပေးကြပါခင်ဗျာ။